ီတခါတော့ဘာမှလည်းမတီးတတ်သေးဘူးပေါ့နော်ဂီတာကိုလည်းစတီးခြင်းနဲ့ပေါ့လက်ကွတ်တီးပြောင်းရတာလည်းခက်နေတယ်ဆိုတဲ့သူတွေအတွက်ပေါ့အဲ့အတွက်အဓိကယူရတာပေါ့နော်အဲဘာမှမတီးတတ်သေးတဲ့အတွက်လက်ကွတ်ကင်ဖို့ကလည်းဒီလက်ချောင်းလေးတွေရဲ့ position ပေါ့နော်အဲအဲ့ဒီဟာလေးတွေကချိုးမကြသေးဘူးပေါ့ချက်ချင်းအဲ့အတွက်ကြောင့်လက်ချောင်းအနည်းဆုံးအသုံးပြရတဲ့အကွက်ကလေးတွေနဲ့စပြီးတော့ကျင့်ကြည့်ပေါ့နော်အဲ့အနည်းဆုံးနှစ်ချောင်းတော့သုံးအောင်ပါပေါ့ ပြီးတော့ဒီလက်ချောင်းတွေထဲမှာတန်တာကတော့သူကလက်ဗန်းနဲတယ်လေလက်ညိုးလက်ခလဲလက်သကြွယ်ဒီသုံးချောင်းကတန်တာ哦အဲ့ဒါဒီသုံးချောင်းတန်တဲ့အထဲမှာမှဒီလောလောဆယ်အလဲကောင်းနှစ်ခုပေါ့ဒီနှစ်ခုနဲ့သုံးပြီးတော့လက်ကွက်လေးတွေပြောင်းကြည့်မှာပေါ့အဲ့ဒါလေးတွေအဆင်ပြေသွားပြီဆိုရင်တော့ဂီတာလေးတွေဆက်ပြီးတီးဖို့လေ့ကျင့်ဖို့နည်းနည်းမိုတီရတာပေါ့နော်အဲ့ဒါဆိုရင်စစချင်းပထမဆုံးကင်မဲ့ကောင် E minor ကော့နှစ်ချောင်းပဲဒီမှာ ်ဖူးဂျိုးရယ်ဖိုက်ဂျိုးရယ်ပေါ့ဒီနှစ်ခုတည်းကိုပဲဖိမယ်ဖိလိုက်တဲ့အခါမှာကိုဖိတဲ့အားပေါ်မှာမူတည်ပြီးတော့အသံထွက်မယ်ဟိုဖိအားနဲနေရင်တော့အသံထွက်မှာမဟုတ်ဘူးပေါ့နော်ဖိအားနဲနေမလွတ်တဲ့အသံတွေထွက်မယ်မလွတ်တဲ့လွတ်လည်းရှိတယ်ညှိနေတဲ့အသံရှိမယ်ပေါ့အဲ့ဒါကိုအားဆိုင်ပြီးတော့ဖိရမယ်ဒီနှစ်ချောင်းတော့အားဆိုင်ရမှာပေါ့နော်ဟုတ်ပြီဒါ E minor စကြောနေ1ကြိုးတိ ုန်လုံးကြိုးတွေဆွဲချလိုက်ရင်အတန်ထွက်ရမှာပေါ့နော်အဲ့လိုပုံစံလေးပဲ E minor နဲ့နောက်ထပ်တစ်ခွက်ကလည်းဒီအတိုင်းလေးကိုမှအောက်ကနှစ်ကြိုးကိုဆက်ဆင်းလိုက်3ကြိုးနဲ့4ကြိုးဆက်ဆင်းလိုက်ပဲဒါဆိုရင် A sus2 ဖြစ်သွားဒီနှစ်ခွက်ကပုံစံအတူတူပဲအောက်ကလေးကိုရှင်းပြီးတော့ပြောင်းလိုက်အောင်ပဲဒါအလွယ်နည်းလေးပေါ့နော်ပြောင်းတဲ့ဟာနီးစနစ်ကလေးတစ်ခုပေါ့ ပြီးတော့ chord လေးရယ်နားထောင်လို့လည်းဆင်းပြေတယ်ဒီနှစ်ခွက်နဲ့ E minor ပြီးရင်ဆင်းမယ် A sus2 ဒါလေးကိုဒီညာဘက်လက်က pattern နဲ့ရိုက်တဲ့ခါကျတော့တခွက်ကို၄ချက်ပေါ့မှန်မှန်လေးရိုက်သွားမယ်ပေါ့။အဲဆိုကိုမြန်မြန်တော့မတီးစရာမလိုပုံမှန်လေးပဲ။ဥမာဒီလိုပေါ့1 2 3 4 1 2 3 4 ီလိုလေးပုံမှန်လေးပဲပေါ့နော်သူတို့ကပုံစံလဲတူတယ်အထက်အောက်ကလေးပဲရွှေ့သွားတာဆိုတော့တိတ်လဲခက်ခဲမယ်လို့မထင်ပါဘူးအဲ့ဒါနောက်တစ်ခေါက်ပြန်လိုက်ကြည့်မယ်ဒီ E minor တစ်ပါး A sus2 တစ်ပါးပေါ့နော်အဲ့လိုနှစ်ခုကိုလေးကြော်တီးခြင်းလား1 2 3 ီးမိုင်နာနဲ့ဆုံးသက်လိုက်ပေါ့ Okay ဒါလေးအဆင်ပြေသွားပြီဆိုရင်နောက်ထပ်လွယ်တဲ့နှစ်ကွက်ကလေးကိုနောက်တစ်ပိုင်းမှာကျွန်တော်ထပ်တင်ပေးမယ်ပေါ့နော်